ပါရမီတွေရှိပြီးတော့ဉာဏ်ဉာဏ်သွေးထက်မြက်တော်လည်းပဲစိတ်ဆန္ဒမရှိဘူးဆိုရင် မဖြစ်ဘူးသူကเนาะစိတ်ဆန္ဒတော့ရှိတယ်မကြိုးစားဘူးဆိုရင်လည်းမဖြစ်ဘူးကြိုးတော့ကြိုးစားတယ်မရရင်စိတ်တက်ကလျှော့သွားတယ်ဆိုရင်လည်းမဖြစ်ဘူးလုံဤလုံဟံအသိဉာဏ်နဲ့စဉ်းစားစဉ်းစားပြီးတော့မကြိုးစားဘူးဆိုရင်လည်းမဖြစ်ပြန်ဒါကြောင့်မို့လုပ်ငန်းတစ်ခု အောင်မြင်မှုအတွက်က မရှိရမှာလဲလို့ဆိုရင်နံပါတ်1ကဆန္ဒဆန္ဒရှိတဲ့အတိုင်းနံပါတ်1ကဆန္ဒနံပါတ2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်တဲ့ဝီရိယကြိုးစားအထောက်ပြီးဆိုရင်လွယ်လွယ်ကူကူဟာပဲရာမမဖြစ်ဘူးထုံးစားဖြစ်တဲ့လူကအနေငယ်သာရှိကောင်းရှိအရာခသိဟခက်ခဲတာပဲတောင်ထိပ်ပေါ်ရောက်ဖို့တက်တယ်ဆိုတာမပင်မမဲနဲ့မရဘူး

လုံနည်းလုံဟန်လွဲမနိုင်ပြန်ပြီဆိုလို့ရှိရင်မရဘူးဒါကြောင့်မို့ဝိမန္တဆိုတာမင်္ဂနဲ့အမြင်တစ်ခုစဉ်းစားဆင်ခြင်မှုတွေနဲ့လောရမှာဖြစ်တယ်အသိဉာဏ်နဲ့လောရမှာဖြစ်တယ်ဒါဘုပဲအဓိပတိပစ္စယောလို့တစ်ခုစီတစ်ခုစီဥဆောင်ပြီးတော့အောင်မြင်သွားတာလေဆန္ဒကစတင်ပြီးစူးစမ်းလို့အောင်မြင်သွားတာရှိတယ် ဝိရိယကိုပဲအဓိကထားပြီးအောင်မြင်သွားတာရှိတယ်စိတ်ဓာတ်ကြံ့ခိုင်မှုကိုအဓိကထားပြီးအောင်မြင်သွားတာရှိတယ်ဝိမန္တဆိုတဲ့အသိဉာဏ်ဥဆောင်ပြီးတော့အောင်မြင်သွားတာတွေလည်းရှိတယ်ဥဆောင်တဲ့အခါတော့ဒီ၄ခုကတစ်ခုပဲဥဆောင်သို့တော့တစ်ခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး၄ခုပေါင်းမှဖြစ်တယ်လို့ပြောဖြစ်တယ်ဥဆောင်မှုကတစ်ခုလို့ပြောတာเนาะအလုံးဟာ၄ခု အဓိပတိ၄ပါးလို့လည်းခေါ်တယ်အဋ္ဌိပတ်၄ပါးလို့လည်းခေါ်တယ်အဋ္ဌိအဋ္ဌိပါဒအောင်မြင်ကြည်ပွားခြင်းရဲ့အကြောင်း၄ရပ်ဒီအကြောင်းရပ်တွေရှိမှအောင်မြင်နိုင်တယ်လို့သူတို့ဆိုတာပေါ့နော်ဒါကြောင့်မို့လို့ကျိုးပန်းအထုံးမှလောကမှာကြည်ပွားအထုံးတာဖြစ်တယ်